အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကလဲစားချေဖို့မူမရှိပဲအတိတ်ဆိုတာဟာသင်ငန်းစာယူဖို့အတွက်သာဖြစ်တဲ့လို့ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကအော်တိုဘာလ10ရက်နေ့နံနက်ပိုင်းကပေါ်ပြီးမြို့မှာပြုလုပ်တဲ့ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောမှုမှာထည့်သွင်းပြောကြားခဲ့ပါတယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖြစ်မှာပေါ့ဘယ်သူမှစိုးရိမ်မှုမလို့ပဲမတော်တရားအခွင့်အရေးတွေကိုသာလက်လွတ်ရမှာဖြစ်ကမှန်မှန်ကန်ကန်အေးအေးချမ်းချမ်းနေချင်သူတွေကိုဘာအာဃာတမှထားမှာမဟုတ်ဘူးလို့ဒေါအောင်ဆန်းစုကြည်ကပြောပါတယ်အဖွဲ့ချုပ်ကိုကျွန်တော်တို့စပြီးတော့ထူထောင်ကလေးကအမျိုးသားပြန်တဲ့ရင်ကြားစင်ရေးကိုအခြေခံပြီးတော့ကျွန်တော်တို့ထူထောင်ခဲ့ပါပါအာဃာတကင်းစင်ရေးတဟဆာတာဖြစ်ရေး မျိုးသားပြန်လဲရင်ကြားဆယ်ရည်ဒီလိုမူတွေပေါ်မှာအခြေခံပြီးတော့ကျမတို့စနစ်ကိုပြောင်းလဲမှာဖြစ်ပါတယ်ဘယ်သူဘယ်သူကိုမှထိခိုက်ချင်တော့မဟုတ်ပါဘူးဘယ်သူဝဲဘယ်သူတွေကဘယ်လိုဝဲကျမတို့အခုဘာတွေလုပ်နေလုပ်နေကျမတို့အလှည့်ကြလို့ရှိရင်ကျမတို့ကနေပြီးတော့ဒီလိုလုပ်ခဲ့တဲ့သူတွေပေါ်မှာဘယ်လောက်ကျမတို့သဘောထားကြီးနိုင်လဲဆိုတော့ကျမတို့ရဲ့တိတ်ခါဖြစ်ပါတယ်လို့ကျမတို့ယူဆပါတယ်ဒါကြောင့်မျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်အစိုးရဖြစ်မှဘယ်သူမှစိုးရိမ်စရာမလိုပါဘူးမတော်မတရားအခွင့်အရေးတွေတော့လက်လွတ်မှာပေါ့ဒါပေမဲ့မမကန်ကန်အေးချမ်းချမ်းနေချင်တဲ့သူတွေကိုကျမတို့အာဂါလာနဲ့ဘာမှလုပ်မှာမဟုတ်ပါဘူးအဖွဲ့ချုပ်ကနေပြီးတော့ကလဲစားချေဖို့ဆိုတဲ့မူလည်းမရှိပါဘူးကျမတို့ပြည်သူတွေကြားမှာအလုံးတတ်နိုင်တဲ့များအေးချမ်းချမ်းညီညီညွတ်ညွတ်နဲ့နေသွားစေချင်တယ် အတိတ်ဆိုတာဟာကျမတို့သင်္ကန်းစာယူဖို့အတွက်ပဲဖြစ်ဖြစ်တဲ့အတိတ်ဆိုတာဟာကျမတို့ချီးမောင်ထားဖို့မဟုတ်ဘူးရွေးကောက်ပွဲဟာ၃ဘက်ကြော်လောက်သာလိုတော့ပြီဒီအချိန်အတွင်းမှာတီတီငင်ငင်နဲ့ရွေးကောက်ပွဲလမ်းကိုရှောက်သွားဖို့အမတန်အရေးကြီးရလို့လည်းပြောခဲ့ပါတယ်။ရွေးကောက်ပွဲနေ့မှာရုံကြီးဆန်ခတ်ဖြစ်အောင်တမင်လုံးမဲ့သူတွေရှိနိုင်တာကြောင့်ပြည်သူတွေသတိထားကြဖို့ကိုလည်းဒေါအောင်ဆန်းစုကြည်ကသတိပေးပြောကြားခဲ့ပါတယ်။နောက်ကျမ 嘛，种种看那里头的对吧？最高官内马步子的差价嘛，由于参加批安路路对面路的某个的新内马的，伊伊参加的最高官内批破下，一米六七马路二路转，二十八元，十七块八，看那里有种对不对吧？新疆姑娘爱马爱军，唱到 ဒေါအောင်ဆန်းစုကြည်ဟာမော်ဘီမြို့နယ်ဆောက်လုပ်ရေးကွင်းမှာဟောပြောခဲ့တာဖြစ်ပြီးမူလွဲပိုင်းမှာတော့တိုက်ကြီးမြို့နယ်မှာဟောပြောမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီဟောပြောပွဲကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ထောက်ခံသူမဲဆန္ဒရှင်ပြည်သူထောင်ချီတက်ရောက်ခဲ့ကြပါတယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်အနေနဲ့ရွေးကောက်ပွဲအောင်နိုင်ဟောပြောမှုတွေကိုဇက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိရာ အော်တိုဘာလ17ရက်မှာတော့လှေကူးမြို့နယ်မှာရွေးကောက်ပွဲအောင်နိုင်ဟောပြောသွားမှာဖြစ်ပါတယ်ဒီစဉ်ထူးခြားတဲ့သတင်းတွေကိုချိန်ညက်တပြင်းညီတင်ဆက်ပေးနေတဲ့ Level Up TV ရဲ့သတင်းစီစဉ်ပုံမှန်စကူပုံမှန်ဆက်ချစ်တို့နဲ့တရားဆွဲဆိုခံခဲ့ရတာဖြစ်ပြီးအခုလိုထောင်နံတွေချမှတ်ခံခဲ့ရတာဖြစ်ပါတယ် တရက်တွင်ထူးခြားသတင်းတွေကိုစုစည်းတင်ပြတဲ့ Level Up TV ရဲ့နေ့စဉ်သတင်းစီစဉ်ဒီနေ့လာနေ့မှာတော့ Facebook လူမှုကွန်ရက်တွေမှာလူကြိုက်များနေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Facebook Tiger ဒုတ်သန်စီစဉ်တပတ်တွင်ကျင်းပခဲ့တဲ့ Canada စီစဉ်တွေလှုပ်ရှားမှုအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Inside Myanmar ဒုတ်သန်စီစဉ်ကိုတော့အင်ကာနေ့မှာတင်ဆက်ပေးနေပါတယ်ဟုတ်တော့ဦးနေမှာတော့ထင်ရှားတဲ့ပုံကိုယ်တွေအမှုပညာရှင်တွေ နေပယ်တကူမှာကျွမ်းကျင်တဲ့သူတွေရဲ့အကြောင်းကိုမင်းမြန်းတင်ဆက်ပေးနေတဲ့မိသက်ပါဆန်ရုပ်သံစီစဉ်နောက်ဆုံးပေါ်ဤပညာတွေကိုတင်ဆက်ပေးနေတဲ့ Beyond Technology နဲ့ Public Voice ရုပ်သံအစီအစဉ်ကိုတော့ကြာလာပရင်းနေမှာကြည့်ရှုရမှာပါတောက်ကြနေမှာတော့ဂျပန်တွင်းဖြစ်ပွားခဲ့တဲ့မူကင်းဖြစ်ရပ်တွေကိုတုံးသက်တင်ပြပေးနေတဲ့ Cry Report ရုပ်သံအစီအစဉ် တနင်္နေ့အတွက်တပတ်တွင်းဘောလုံးပွဲပွဲစဉ်တွေကြောင်းကျယ်ပြန့်စွာသုံးသပ်တင်ပြထားတဲ့ပိုဘောတော်ချိုရုပ်သံအစီအစဉ်နဲ့နပတ်တကြိမ်စနေနေ့မှာတင်ဆက်မယ့်ရုပ်သံသတင်းမှတ်တမ်းအစီအစဉ်ဒီထဲမှာလက်လောဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုသက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့နိုင်နိုင်ချွတ်ချွတ်မေးမြန်းထားတဲ့ exclusive interview ရုပ်သံအစီအစဉ်နဲ့ လာမယ့်ရွေးကောက်ပွဲမှာမဲပေးကြမဲ့သူတွေအတွက်မဲပညာပေးအစီအစဉ်ဖြစ်တဲ့ Election Top ရုပ်သံအစီအစဉ်တွေကိုတင်းနှင်းနှင်းနှင်းမှာကြီးရှုနိုင်ပါတယ်အကြောင်းအရစုံလင်လာတဲ့ရုပ်သံအစည်းအဝေးပြင်ထူးခြားဆန်းသပြီးရသမျိုးစုံတင်ဆက်ပေးမယ့်ရုပ်သံအစည်းအဝေးကောင်းများစွာကို 11web TV ကဆက်လက်တင်ဆက်သွားဖို့ရှိပါတယ်